မင်္ဂလာပါကျွန်တော်ဒီနေ့လမ်းမင်းစည်းကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲဘာကြီးဖြစ်ပြက်နေလဲဘာကြီးအရေးကြီးလဲဆိုတော့ကျွန်တော်ကျွန်တော်အမားနှစ်ယောက်နဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့မဆွေးနွေးရင်ဥစ္စာပထမကျွန်တော်ကိုကျွန်တော်မေးဆက်ပေးပြစီကျွန်တော်ငံမဲ့ကိုထွန်းနိုင်နေဖြစ်ပါတယ်လက်ရှိပြည်သူ့ရှေ့ဆောင်ပါတီရန်ကုန်ကရဲ့ဂျိုင်းတူမူကြောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်ကအမားကြီးကိုကျွန်တော်မေးဆက်ဖို့ဖိတ်ခေါ်ပါမယ်အမဒီချက်တော့မေးဆက်ပေးပါဟုတ်ကဲ့မင်္ဂလာပါရှင် ကျမကတော့ပြည်သူ့ရှေ့ဆောင်ပါတီကိုစားပြုပြီးတော့ဗိုလ်ထောင်မြို့နယ်ပြည်သူ့လွှတ်တော်အနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲဒေါ်ထက်ထက်စိုးဦးပဲဖြစ်ပါတယ်။အမမိတ်ဆက်ပြပါဦး။ဟုတ်ကဲ့မင်္ဂလာပါ။ကျမနာမည်ကတော့ဒေါက်တာနိုင်ရေးပါ။ပြည်သူ့ရှေ့ဆောင်ပါတီမှမြားကလာပါမြို့နယ်ပြည်သူ့လွှတ်တော်ကိုစလဲဖြေဝင်ရောက်ရှင်ပြိုင်ပါမယ်။ကိုစလဲလောင်းတူဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တို့ဒီဒီအရေးကြီးတဲ့အခန်းကဏ္ဍပေါ့နော်။ရန်ကုန်မြို့မှာရှိတဲ့အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့ဈေးတွေ။အဲ့တော့ဈေးတွေမှာ တက်ရှိတက်ရမှုကြီးပြောလို့ရှိရင်ငါကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်နည်းနည်းဆွေးနွေးသွားမှာပေါ့အဲ့တော့ဆွေးနွေးရတဲ့ပတ်သက်ကငါအဲအမကလည်းဘူခမကဘယ်အောင်ရှင်းပြမယ်လို့ဆိုတော့ဘူခမဆိုလို့ရှိရင်လည်းကျွန်တော်လမ်းလေးဈေးလေးကြီးရှိရဲအညာကြီးရှိရဲအဲ့ငါပတ်သက်ပြီးတော့ဘယ်လိုမျိုးလေးကြီးပြုလုပ်တဲ့လဲဆိုရင်အချက်လူချက်လေးလည်းမှာငယ်ငယ်စကြည့်ပါဦးခင်ဗျဟုတ် အဲကျမအနေနဲ့ဆိုရင်ပေါ့နော်ဒီဘိုးတစ်ထောင်မှာဈေးကြီးလည်းအများကြီးရှိတယ်ညာသေးတန်းလေးလည်းရှိတယ်ပေါ့အဲဘိုးထောင်ကန်းအောင်လိုမျိုးလူစီကားတဲ့ညာသေးတွေလည်းရှိတဲ့အခါကျတော့ဒီညာသေးလေးတွေပို့ပြီးတော့တန်ဟိုတန်ရှင်းတက်ရက်လာအောင်ပို့ပြီးတော့ကျမကြီးနဲ့ညီညွတ်တဲ့ဈေးတန်းလေးတွေဖြစ်လာအောင်ဒါမှပဲအဲနိုင်ငံတော်ကအခွင့်လဲရမယ်နောက်တစ်ခုကကျတော့နိုင်ငံသားသားစက်ဆောင်မှုလည်းဒီညာလေးတွေမှာရှိလာမယ်ပေါ့နော်အဲပြည်သူတွေကလည်းတန်တန်ရှင်းရှင်းနဲ့ဒီဈေးတန်းလေးတွေမှာပါဝင်ဆင်နွှဲလာနိုင်မယ် ဲ့လိုမျိုးလေးရောမြင်လဲပေါ့နော်ယူဆရတာပေါ့ဒီလိုလေးကျွင်ရင်ဘယ်လိုမျိုးဆက်ပြီးတော့ကျမိုင်းနဲ့ညီညွတ်တဲ့အစားအသောက်တွေရောင်းဖို့ဘယ်လိုမျိုးဆက်ပြီးတော့ဟိုအကျိုးစားပေးလို့ရမလဲပေါ့ဟုတ်ကဲ့ဟောကျမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဘုဒ္ဓထောင်ကန္နာပေါ့နော်ကန္နာစီလီယာဆိုရင်စိတ်ကန်းလည်းလှပတယ်ကျမတို့ဘုဒ္ဓထောင်စိတ်ကန်းလည်းလည်းမနေ့လှပတယ်သူတို့တတရရဲ့လေးနဲ့ဒီနိုင်ငံသားအဆင့်ပြီပေါ့နိုင်ငံသားကိုဟိုအားကျလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ကျမကဒီ တခြားနိုင်ငံတွေရောက်ခဲ့တဲ့အချိန်မှာသူတို့နိုင်ငံလေးတွေမှာဒီဒီ night night market ကလေးတွေရှိတယ်ပေါ့နော်ဒီ night market က tourist တွေကိုရန်ဆွဲဆောင်နိုင်တယ်အကျွန်မကိုယ်တိုင်လည်းသွားတဲ့အချိန်မှာဆိုရင်သူတို့ရဲ့ဆိုင်ခင်းချင်းပြင်ဆင်ထားတဲ့လှပမှုတွေတန်ရှင်းမှုတွေတက်ရမှုတွေ fresh ဖြစ်တာပေါ့နော်အရင် fresh ဖြစ်တယ်အသီးဖြော်ရေးဆိုင်နေဆိုလို့ရှိရင်လည်းအာသူ့ဘောဒီပါဒီအဲ့လိုအသီးလေးတွေကိုလှလှပပလေးတက်သူကလှပမှုလေးတက်ခင်းတယ်တန်ရှင်းမှုလေးတက်ခင်းတယ်အဲ့တော့စားကြံစရာကောင်းတယ်ပေါ့နော်ကျွန်မတို့ရဲ့မြန်မာမုန်းတွေဆိုရင်လည်းအာကျွန်မတို့ဆိုရင်ကျွန်မဆိုနေချင်း မုတ်တစ်လက်လဲကြိုက်တာပဲဘိန်းမုံလဲကြိုက်တာပဲအငုံကြော်လဲကြိုက်တာပဲပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးသွားလဲချင်မှာကိုကအားပေးကျင်တော်လဲပဲဘုရောင်စက္ကန့်ပေါ့အခုမှတခုပြောမယ်ဆိုအားပေးကျင်တော်လဲပဲဒီစက္ကန့်မှာခင်းကျင်းထားတယ်ခင်းကျင်းနေထားလဲအများကြီးလိုအပ်တယ်တန်ရှိမတဲ့ဘယ်ပတ်မှာလဲအများကြီးလိုအပ်တာတွေ့ရတယ် ဲ့တော့ဒီစားတောက်လိုက်တဲ့စားတောက်တိုင်းကဟာရာပြုတ်ဖို့ကအရေးကြီးပါတယ်ကျမတို့ကခုခေတ်မှာဆိုကွန်ဆင်းတော့လည်းချိန်မြင့်နေတဲ့ခါကြတော့ဒီစားတောက်ကုန်တန်ဖိုးတွေလည်းတက်နေတဲ့အချိန်မှာကိုဘာလေးပဲစားလိုက်စားလိုက်ငုံကြော်လေးပဲစားစားတော့သူ့ကိုလည်းအားပေးလိုက်တယ်ကိုကလည်းအာဟာရတန်ဖိုးတစ်ခုရတဲ့နေပေါ့နော်အဲ့ဒါကြောင့်လို့မနေ့ကတော့ကျမအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်ဒီ FDA လုပ်ငန်းအတိအကျချက်ချက်တက်မှတ်တဲ့အားဖြင့် လုတာ၊ဂိုင်တာ၊ရောင်းတာ၊ဝဲတာဖြစ်တဲ့အပြင်ပြည်သူလူထုရဲ့စံမာရေးကိုလည်းထောက်ကူဖြစ်မယ်လို့ယူဆပါတယ်ရှင်။ဆိုတော့ကိကရောဒီဘက်ကအမပြောသွားတော့ပြီပို့ပြီးတော့ကောင်းစေခြင်းပေါ့နော်ဆွေးမိတယ်။အဲ့တော့ကျွန်တော်ဘာလို့သွားတွေ့လဲဆိုတဲ့အခါကျတော့ကျွန်တော်ကအကုန်လုံးက ဘူကောင်ကူပြောကျွန်တော်ခြုံကြည့်လို့မရတော့ရန်ကုန်ကိုင်းကိုင်းလေးဥမာခြုံကြည့်မယ်ဆိုရောင်ကိုင်းမှာညာစည်းလေးကြီးလည်းရှိကြတယ်အဲ့တော့ညာစည်းမဟုတ်ပဲတာမန်ကူမှာပြောဥမာဆုံရပါဆိုတခိပြန်လန်ကာဝီမှာလည်းဈေးကြီးရှိတယ်ဆိုတော့ဒီလိုဈေးကြီးမှာကျွန်တော်ငါးဘက်ကဘာလဲဆိုခါကျတော့အကေလေးလည်းရှိတယ်ဥပမာကတော့ကျွန်တော်အထောင်းကြီးအတုပ်ကြီး ငမောင်းကပြောခဲ့ဟိုတတိရေလည်းရှိအဲ့မှာလူတွေဖြတ်သွားမယ်ကားတွေဖြတ်သွားမယ်ဖုံနေဝင်မယ်ဆိုတော့ဒါတွေကအဲကျွန်တော်ကျမ်းမာရေးအသိရှိဖို့လိုမယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးအသိရှိဖို့ပြောဆိုလို့ရှိရင်ကျွန်တော်ကအဲငါအမ FP လည်းပြောသွားခါကြဥမာ FP အမိနဲ့ကျွန်တော်ဘလိုမျိုးအသိပညာတွေသူတို့ပေးသင့်တယ်လို့အမမြင်ရဲပေါ့နော်ဟုတ်ဟုတ်ကဲ့ FD ကတော့အများကြီးလုပ်ဖို့လုပ်နေသေးတယ်ရှင် FD လုပ်ငန်းအနေနဲ့ဆိုတော့လေ ဒီ FDA ကဏ္ဍကကျွန်မအနေနဲ့အဓိကဒီမြောက်လာနေပြီးတော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဝင်ပြန်ရတဲ့ခြေရချက်ထဲမှာ FDA လုံကအဓိကလည်းကျွန်မစိတ်ဝင်စားနဲ့ထူးခြားဆောင်ရွက်ချက်နဲ့စိတ်ကြရှိပါတယ်အဲ့ဒါပါလဲဆိုရင်ကျွန်မတို့ပြည်သူလူစားသုံးနေရတဲ့ဒီအစားအသောက်တွေအမတန်ဘေးကင်းလုံလုံခြုံမှုရှိဖို့အရင်ရေးကြည့်တဲ့ရှင်ဟုတ်ပါဘူးဒါပေမဲ့မြန်မာလူမျိုးတွေကအရင်တိုက်တဲ့မနခင်းစာမုံဟင်းကားလူမျိုးအာအီဂျာခွေးလူမျိုးမှာတောင်မှပဲဟိုပြောရမယ်ဆိုလို့ရှင်နည်းနည်းလေးတန့်ရှင်းမှုပိုင်းနဲ့အားနည်းသလို ဒီအဟာရတန်ဖိုးနဲ့တွက်လို့ရှိရင်လည်း vegan လိုချင်မှုနဲ့တွက်လို့ရှိရင်လည်းနည်းနည်းစိတ်ပူပန်ရတဲ့အနေအထားမျိုးမှာရှိနေပါတယ်။အဲ့တော့ FDA အနေနဲ့ကဘယ်လိုလုပ်ရမလဲဆိုရင်တိုင်းပြည်ရဲ့ဝင်ငွေတိုးတက်ဖို့အတွက်ကောဒီကိုယ့်ရဲ့တမျိုးသားလုံးကျန်းမာရေးအတွက်ကောပေါ့နော်။တော်တော်ကြီးကိုအထူးအားစိုက်ထုတ်ဖို့လိုအပ်တယ်လို့ယူဆပါတယ်ရှင့်။ဟုတ်။ဆိုတော့အဲ့လိုအားစိုက်ထုတ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့တော့ ဒီ FDA ဟိုအားဆိုင်ခုဖို့ပြင်တခြားဘယ်လိုလူမျိုးတွေကပူပေါင်းတင်တယ်လို့မြင်ရလဲခင်ဗျာ FDA နဲ့အတူပေါ့နော်ပိုပြီးအားကောင်းအောင်ဘယ်လိုလူမျိုးတွေရောပိုပြီးတော့ကူညီတဲ့လဲပူပေါင်းတင်တယ်လို့အမားဘက်ကရောအကြံပြုကြလားဆွေးနွေးကြလားတွေရှိမလဲပေါ့အာ ဟာပေါ့နော်ဒီ FDA နဲ့ဆိုရင်ကျမတို့ FDA ဌာနကြီးတခုလို့လည်းကောင်းနေလို့လည်းကွက်ကောင်းနေလို့မရဘူးကိုအဲကျမတို့ဈေးရောက်တဲ့သူတွေရောစားသုံးမှုတွေရောကောဒီကျမကြီးအသိရှိရှိနဲ့ကျမတို့ကပူပေါင်းကာကွယ်ရမှာပေါ့နော်အဲလမ်းဘေးမှာအခုဥပမာပေါ့တတိတွေရောက်နေဆိုရင်ဥပမာ time မှာဆိုလဲလမ်းဘေးအသိဟိုတွန်းလဲလေးတွေနဲ့ကျမတို့ကတတိတွေရောက်ကြတယ်ဒါပေမဲ့သူတို့ကလက်နေအောင်မထိဘူးအဲလှိကဖြတ်တာအစားပေါ့နော်မှန်ဘုံလေးတွေနဲ့အစင်ရင်မနာအောင်လုပ်ထားတာမျိုးလေးတွေပေါ့ဒါကြောင့်သူတို့ကျမကြီးအသိရှိတဲ့အတွက်ကြောင့်မို့ရောင်းသူကလည်းသိမြင်ပေးတယ်စားသုံးသူကလည်းဒီကျမ ်းမာရေးအတိကိုပို့ပြီးတော့နားလဲတဲ့ခါကျတော့တတ်နဲ့တန်ရှင်းတဲ့ဆိုင်တွေမှာပဲဝယ်တယ်ပေါ့အားပေးတယ်ပေါ့နော်ဒီ FDA ကလည်းနောက်ခါနေပြီးတော့ live ပြီးတော့စစ်ဆေးပေးတာတွေလုပ်ပေးတယ်ပေါ့နော်အသိပညာပေးတာတွေလုပ်ပေးတယ် ဲ့ဒီတော့ဒီရောင်းသူရောဝယ်သူရောအဲ FTO ကို၃ယောက်စလုံးပေါင်းပြီးတော့ဗောနော်၃ဘက်လုံးပေါင်းပြီးတော့မှကျမတို့ကဒီကျမ်းမာရေးအဲတန်ဖိုးတစ်ခုမြင့်လာအောင်အတူတူစူးစမ်းတင်မယ်လို့မြင်ပါတယ်ဒါမှလည်းရောင်းတဲ့သူတွေကတန်တန်ရှင်းရှင်းရောင်းတဲ့ခါဝယ်စားတဲ့သူတွေကလည်းကျမ်းမာရေးအရာပေါ့နော်ကြာရလက်တခုကောင်းတဲ့ရလက်တခုကိုရမယ်ပေါ့နော်အဟားတံမှုတခုကိုရမယ်ပေးရတဲ့ဈေးနဲ့လည်းတင့်တော်တဲ့ခါမျိုးကိုခန်းစားရမှာပေါ့နော်ဆိုတော့ကျမအမြင်တော့သုံးဘက်လုံးပူပေါင်းဆင်တယ်လို့မြင်ပါတယ်မှန်ပါဟုတ်ဆိုတော့အဲ့တော့ဒါက စားတော့သူငါရောင်းချသူပဲအဲ့တော့ငါငါအမပြောရခင်မှာအတီးလန်ပါလာအတီးလန်ဆိုလို့ရှိရင်ဘယ်ပါဆက်တာလဲကျွန်တော်စိုက်ပြတဲ့ကောင်သူတွေလည်းရှိတာရောင်းချခဲ့ပါဥပမာဟိုကျွန်တော်မပြောသေးဆိုလို့ရှိရင်အားလုံးကြားခဲ့ကြပြီမယ်မစေးနဲ့အုပ်လိုက်လို့ရှိရင်ချက်ချင်းမှဲ့သွားတယ်ဒါကြောင့်ကျွန်တော်မပြောသေးစားဖို့ကြောက်တယ်ဒါကြောင့်ကျွန်တော်စိုက်ပြတဲ့ကောင်သူတွေကဒီဟိုတုံးဆွဲနေတဲ့ စေဝိုင်းနဲ့ပတ်သက်ပြီးအသိပညာပေးဖို့လိုလိုက်စေဖြန်းတဲ့နေရာကြီးမှာဘလို့လားပဲဘလောက်ပဲဖြန်းပြန်လဲဆိုတော့ပြောချင်းတဲ့သဘောကကျွန်တော်တို့ကြီးက FK တခုလည်းမဟုတ်ကောချမ်းမကြီးခါကယွန့်ဈေးဆိုလို့ရှိရင်လည်းစီရင်ပါလာအဲ့တော့အဲ့ဟာကြီးပါကျွန်တော်ပူပေါင်းပြီးတော့တမျိုးသားလုံးချမ်းမချမ်းခံရေးပေါင်းပြီးလုံးမရမယ်လို့မြင်တယ်အဲ့တော့ FK အနေနဲ့ကရောဟိုတခြားဘယ်လိုကံကားကြီးမှာဖြတ်ပြီးတော့ အရေးကြီးရယ်လို့အမထင်တယ်ပေါ့နော်။ဘာလို့ကျွန်တော်ရှိရလေပြီးပြီးပေါ့ပို့မယ်ပစ္စည်းရယ်လည်းရှိကောင်းရှိရယ်ပေါ့နော်။အဲ့တော့အမနေနဲ့အဲ့ဒီဘိုင်းလူနဲ့တစ်ချက်ဖြစ်ပြီးတော့ဟိုဆွေးမေးပြပါအောင်ဟုတ်။ဟုတ်ကဲ့ရှင်။ဒီ FDA ကဏ္ဍမှာ FDA တခုတည်းလုံးလုံးတော့တော့မရဘူးကြည့်။ဒါဘာကြောင့်လဲဆိုရင်ဒီစားတောက်ကုံဆိုတာလေယာဉ်ကဏ္ဍနဲ့ထွက်လာတာပေါ့နော်။လေယာဉ်ကဏ္ဍနဲ့ထွက်လာတဲ့အခါမှာစရည်နဲ့စိုက်ပျိုးကလေးရောကနေစနစ်မှန်မှန်ကန်ကန်နဲ့မပေါင်းတက်စေးသုံးနာဓာမြဝသားသုံးနာအစရှိတည်ဖြစ်ပေါ့နော်။ဒါတွေမှလည်းနေစနစ်တကျသုံးဆက်ဖို့လိုအပ်တယ်ရှင်။ ပြီးတော့ရိတ်သိမ်းလိုက်တဲ့အချိန်မှာဒီဟာကိုဒီစစ်စနစ်တကျရိတ်သိမ်းပြီးတော့မှဒီအစင်တန်းမိတယ်ပေါ့နော်ကျမတို့နိုင်ငံသားကိုတင်ဖို့ရဲဆိုရင်လည်းတော်တော်များများဟိုရောက်ပြီးမှအာဒီစံချိန်စံချုံးမမီလို့ပြန်လာရတယ်ဆိုတဲ့ဟာတွေလည်းကြားဖို့ပါတယ်အဲ့တော့ကျမကကျမအနေနဲ့ဆိုရင်တော့ဂျန်ပြူလို့တာဘယ်လိုလဲဆိုရင်ဒီထုတ်လို့ရေးစိုက်ပျိုးရေးဘက်ကဏ္ဍမှာရောထုတ်ပုံးမှုကဏ္ဍမှာရောနောက်တီးနံတွေကိုရောင်းချတဲ့အခါမှာမရောင်းချခင်ဒိုင်းမျိုးမသွင်းခင်ကလေးကဟိုခင်းကျင်သေးဆိုလို့ရှိရင်သူတို့က ဟာဘာဖြစ်လို့ဆိုသေးဆိုတာလဲဘာလို့စေးစိန်တာလဲမေးခဲ့လို့ရှိရင်သူတို့ဘာပြောလဲဆိုရင်ဒန်နီကကျွန်တော်တို့ဒီလိုမဆိုးသေးမဆိုးဘူးဒီလိုစေးမစင်ဆိုမယူဘူးခင်ဗျလို့ဖြေတာဘယ်နဲ့လို့ကြားဖို့ပါတယ်ဒါကြောင့်မလို့ဒါဒီအားလုံးကို FD ကလည်းချစ်ချက်ချက်တလို့ကျမိုင်ဝန်ကြီးဌာနနောက်တန့်ရှင်းမှုပိုင်းမှာစီရင်ရလည်းချစ်ချက်တဲ့နယ်လို့မြင်ပါတယ်ရှင်ဟုတ်စီရင်ဆိုတဲ့ခါကျတော့စီရင်ကရောကျွန်တော်ဒီလိုမျိုးဟိုနိုင်ငံတော်ကိုလည်းအခွန်ရအောင်ပြီးငါရောင်းချနေတဲ့သူတွေအတွက်ကိုလည်းဥပဒေပေါင်းပြီး safe site ဖြစ်အောင်လို့ စီပင်းလေးနဲ့လည်းပုံမပြီးအားဆိုင်ထုတ်တယ်လို့မြင်လဲပါတော့အဲ့အတွက်ကဘလို့မျိုးကောင်းမွန်တဲ့လမ်းကြောင်းကြီးရနေပြီးတော့လှုပ်ဆောင်တဲ့လမ်းကိုမြင်လဲခင်ဗျဟုတ် စီပင်နေနေနဲ့ပေါ့နော်အာဒီ land base ဈေးတွေပဲဖြစ်ဖြစ် night market ကဈေးတွေပဲဖြစ်ဖြစ်ဒါလေးတွေကိုသူကဈေးကောက်ကောက်တဲ့အချိန်မဲမဟုတ်ဖင်းနေဈေးခင်းတဲ့အချိန်ရောအဈေးသိမ်းသွားတဲ့အချိန်ရောပေါ့နော်ဂျန်တဲ့ဟာလေးတွေကိုသူတို့စီးစနစ်တကျနဲ့ရောင်းရည်လားဒါလေးကို လိုက်လံစက်မှတ်စစ်ဆေးတဲ့နာမျိုးလေးတွေတော့ထပ်တိုးပြီးတော့လုတ်ဆောင်တင်တယ်လို့မြင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့နိုင်ငံအခွန်ရအောင်လို့ဒီ land base ဈေးလေးတွေကိုအတီးဆိုလဲအတီးပေါ့သတ်မှတ်ထားတဲ့ဟာလေးတွေကို license လေးတွေထုတ်ပေးတာမျိုးကပ်ပြားလေးတွေကိုအရှိမမြင်သားအောင်အဲကတ်ထားခိုင်းပြီးတော့ ော့ရောင်းတာမျိုးဒီလိုကပ်ပြားလေးတွေမြင်တော့တမင်တစ်သက်ကတ်ထားတဲ့အခါကျတော့ကျမရဲ့ဌာနတို့ဘာလို့လဲပူပေါင်းပြီးဒီဆိုင်ကတော့တန်ရှင်းတက်ရက်တယ်ဒီဆိုင်ကတော့ရောင်းခွင့်ရှိတယ်ဆိုရင်လာစားတောင်းသူတွေကလည်းဒီကပ်ပြားလေးကိုကြည့်ပြောဒီလိုတွေတော့ဒီလိုလုပ်ထားတာပဲဆိုတာမျိုးပေါ့နော်အဲ့တော့စီပင်နေစီပင်ဌာနပေါ့စီပင်ဌာနအနေနဲ့ကြာပြန်တော့လေအဲဒီတက်ဆိုင်ကဟိုဈေးထဲမှာပေါ့နော် အသီးသည်တွေကလက်ဤဆွေရလားဒါမှမဟုတ် master ရလားပေါ့အစားအသောက်တွေရောင်းတဲ့ခါကျတော့ရှင်လုံးရလားရှင်လုံးရလားပေါ့နော်ဒါမျိုးလေးတွေကိုအဲလိုက်တိုးပြီးတော့စစ်ဆေးပေးတာမျိုးအသိပညာပေးတာမျိုးအဲ့ဒါလေးတွေထပ်တိုးလှုပ်ဆောင်တဲ့နယ်လို့မြင်ပါတယ်ဟုတ်ကဲ့ဆိုအဲ့ဒါဆိုလို့ရှိရင်ခုနပြောသွားတဲ့ခေါင်းစဉ်လေးကိုကျွန်တော်နည်းနည်းလေးဟောပေါ့အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုနံပါတ်1ကျွန်တော်ဝေကုန်လုံးကကမျိုးသားလုံးစမ်းမှာစမ်းခိုင်ရင်အတွက်ဆိုလို့ရှိရင်နှစ်ပိုင်းပေါ့နော်စမ်းမှာစမ်းခိုင်ရင်အတွက်ဆိုလို့ရှိရင်ကျွန်တော်က ဒီ FDA ဟိုကျန်းမာရေးကိုစီပြင်လို့ကဒီအသိပညာတွေအများကြီးပြည့်ဖို့လိုမယ်အဲ့တော့ဟိုပုံပြင်လေးပြောမှာစီပြင်ဆိုလို့ရှိရင်လည်းဈေးကောက်ကောက်ကကြီးပဲခုလည်းမဟုတ်တော့ဘူးပေါ့ဟိုဈေးကောက်လည်းကောက်မကောက်ခဲ့မဟုတ်ဘူးသို့တော့အမကြီးအမပြောလို့မျိုးပဲကျွန်တော်ကအဲ့လိုရခဲ့အသိပညာတွေပြည့်မယ်ကြက်မှတ်ပြည့်မယ်ခင်ကြောင်းပြည့်မယ်ဒါဆိုလို့ရှိရင်အဲ့လိုဖြစ်တာမျိုးဆိုတော့ငါကပိုင်းအမအမပြောရဲတွေ့ကြစေကမှာကျွန်တော်ကဆွဲဆောင်လာနိုင်မယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံဒီအရင်လုံးကတည်းက ဒီကျွန်တော်ရဲ့ပါတီမွားမှာလည်းပါပါတယ် visit မြန်မာကြီးကကျွန်တော်ပြန်ပြီးတော့အကောင်ခံဖို့စူးစမ်းနေရရှိအဲ့တော့ visit မြန်မာကြီးကဖြစ်ဖို့အတွက်ဆိုငါပြောဒီ night market ဒီဂီတာဖက်အစားအစာရတဲ့အရေးကြီးတဲ့အခန်းကဏ္ဍပါတယ်အဲ့တော့ငါကျွန်တော်တက်ဆိုင်ရာ FDA ကျမ်းမာရေးစီမံမှုကနေပြီးတော့ပူပေါင်းပြီးတော့ဒါကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အဲ့တော့မောက်ကငယ်တဲ့ကျွန်တော်အကြံပြုချင်တာလွတ်ခွာခဲ့ရောက်သွားခဲ့ရင်အခုဆွေးနွေးသွားခဲ့ဟာဒီကိုအဲပြည်သူအတန်ပြည်သူကိုစားပြုပြီးတော့အကြံပြုပေးပါ ြောပြပါဆိုတော့ဒီဟာလေးတွေဖြစ်အောင်ကောင်းကင်ပို့ပြီးပါလို့အဲကျွန်တော်တော့တိုက်တွန်းခြင်းပါတယ်ဆိုတော့အဲတော့ဒီနေ့လက်ရှိဒီအပိုင်းလေးကိုကျွန်တော်ကလောက်နဲ့ကျွန်တော်အနှစ်ချုပ်လိုက်မယ်အဲတော့အနှစ်ချုပ်ပြီးမှအမအငယ်ပြည့်စွတ်ပြီးဗာများပြောခြင်းလာရှိသေးတယ်ပေါ့နော်အပြောမှာတော့ FDA ကဏ္ဍဒီကျန်းမာရေးကဏ္ဍပေါ့နော် CB ကဏ္ဍဒီဌာနကြီး၃ရက်ကနေပြီးတော့တည်တည်ချာချာမြို့သားဒုတိယလုံးကျန်းမာရေးပြည်သူလူထုတရက်လုံးကျန်းမာရေး ဒါလေးကိုတည်တည်ချက်ချက်အထုတ်ပြီးစောင့်ရလိုက်မယ်ဆိုရင်တမျိုးသားလုံးကျမ်းသာကျမ်းမာသွားတယ်ဆိုရင်မိသားစုတွေဝင်ငွေတိုးတက်လာတယ်ဟုတ်ကဲ့အလုံးလုံးတိုင်စွမ်းနေမြန်မာလာလေဟောလေးဖြတ်နေတဲ့သူမရှိဘူးအရက်တောက်လို့တောက်ခတ်ထင်းနေတဲ့သူမရှိဘူးဒီအရက်တွေရက်မှလည်းဝီစကီမှလည်းတန့်စင်မှုလိုအပ်တယ်ရှင်အစားတောက်တယ်မဟုတ်ဘူးတိဟုတ်ကဲ့အဲ့တော့ဒီဒီဒီကတော့မျိုးသားတို့ပြက်လုံးကျမ်းမာလာခြင်းအပြင်ဒီ control လို့စွမ်းရနေတိုးတက်လာမယ်မိသားစုဘဝတွေ ပို့ပြီးတော့စင်ပြေချောင်းဝင်လာမယ်ဒါဆိုရင်တိုင်းပြည်ရဲ့ GDP ကလည်းထိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုထွန်းနိုင်နေခုနကပြောသလိုပဲလွှတ်တော်တွေကိုရပ်ခဲ့လဲဆိုရင်ကျမတို့ကတကယ်ကိုတည်တည်ကြာကြာလှုပ်တဲ့နဲ့လှုပ်ဆောင်ပေးတဲ့ခဏဖြစ်တယ်လို့ယူဆထားပါတယ်ယုံကြည်ထားပါတယ်ဒါကြောင့်မလို့လဲကျမတို့ကဒီပြည်သူ့ရှင်းဆောင်ပါတီမှာဒီပါတီဝင်တယောက်အနေနဲ့ရောကိုသလင်လောင်းတယောက်အနေနဲ့ရောရှောက်ပြီးတော့ ဒီလိုတန်းကြောင်ကိုရှောက်ခဲ့တာဖြစ်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့နောက်ဆုံးအမားခင်ကရောဘယ်လိုမျိုးလေး final light အကြံပြုခြင်းလဲလွတ်ကပဲရောက်ရင်ဘယ်လိုမျိုးဆောင်ရွက်ချင်ပါဆိုတာဒီနည်းနည်းတော့ပြောပြပါဦးခင်ဗျဟုတ်ကဲ့အာကျမအနေနဲ့ကြတော့လေဒီလမ်းမေးစည်းတဲ့တွေကလေနိုင်ငံအတွက်တရောင်းတမင်ရာနေပြီးတော့ဝင်ငွေတွေရှာပေးနေတဲ့လူတန်းစားဖြစ်တဲ့ကြောင့်သူတို့ရဲ့မိသားစုဘဝတွေကိုလည်းတိုးတက်တဲ့အခြေအနေလေးတခုရှိစေချင်တယ်ပေါ့နော်အဲ့ဒီခါကျတော့တန်တန်ရရနဲ့တန်တန်ရှင်းရှင်းနဲ့ရောင်းနိုင်တဲ့အဲ ဟိုဟာလေးဖြစ်စေခြင်းနဲ့ပေါ့ဘယ်လိုပြောမလဲအစင်တန်းမိမိရဲ့ဈေးတန်းလေးတွေဖြစ်လာစေခြင်းနဲ့အဲနောက်ပြီးရင်ဒီစင်ရသားပပျောက်ကြီးပေါ့ဒီဟာလေးတွေကနေပြီးတော့သူက ဘယ်လိုပြောရမလဲဝင်ဝေရနေတာကမိသားစုတော်တော်များများရှိကို affect ဖြစ်နေတဲ့အခါကြတော့လေဒီစင်းရဲသားပေါက်ပြောက်ရေးကိုဒီဒီနေရာလေးတရားနေပြီးတော့လေဟောဖြစ်နာပေါ့အကျိုးသက်ရောက်အထောက်ကူပေးနိုင်တာပေါ့အဲ့ဒါကြောင့်မလို့ဒီဟာလေးတွေကိုပို့ပြီးတော့အဆင်ပြေအောင်လုပ်ပေးခြင်းနဲ့နောက်စင်းရဲသားပေါက်ပြောက်ရေးအတွက်ဒီလိုဈေးလမ်းပိဈေးတယ်လေးတွေနောက်တစ်ခုကျတော့ဒီတောင်းစားတဲ့လူရန်းစားတွေပေါ့နော်ပျောက်သွားအောင်လို့အလုတ်ကင်ဖွင့်လန်းနေအများကြီးပေါ်ပေါက်တဲ့နေရာလေးတွေပေါ့အဲ့ဒါမျိုးလေးတွေကိုအများကြီးဖန်တီးပေးခြင်းနဲ့ ဟုတ်ကဲ့အဲ့တော့ဒီကကျွန်တော်တို့ကဟိုပေါ့ခွင်းဆက်ကခုလုံးလို့ဖြစ်သွားတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီတမျိုးသားလုံးငါကျွန်တော်တို့ဒီဈေးတွေအကုန်လုံးကိုဆက်လက်ကြလက်ဖြစ်လာပြီဆိုလို့ရှိရင်နံပါတ်ကဘာလို့တမျိုးသားလုံးစမ်းမှကြက်ခံသွားမယ်ကကျွန်တော်အမြင့်ပြန်ချုပ်ပြီးပြောလို့ရှိရင်အလုံးခိုင်ဖင်လန်းပေါ်လာမယ်အဲ့တော့ငါပြောတဲ့လမ်းဘေးဈေးတွေဒီကျွန်တော်ခေါင်းပြန်ဖြတ်ထူးကိုအလှဲလို့ဘာလို့ဆိုကြတာမိုက်ခရိုပေါ့နော်ကျွန်တော်ဒီလက်ရှိအာအစိုးရတော့ငါ MSME MSME ဒါလေးတွေပေါ့အဲ့တော့ဒီတဲတဲလေးတွေ ဂျပ်လောဖြစ်လာပြီဆိုငါပြောခဲ့သူကက်လာပြီဆိုအလုံးလုပ်ငန်းလေးကြီးကြီးလာတယ်အဲ့ဒါဆိုရင်အလုတ်ကန်ခွင်းနိုင်တဲ့ဖန်တီးလာမယ်ကျွန်တော်မိသားစုစီးပွားရေးတိုးကက်လာပြီဆိုရင်သူပတ်စပ်သုံးနိုင်လာပြီပတ်စပ်သုံးနိုင်ဆိုတော့သူကလည်းပတ်စပ်ပြန်သုံးပေါ့မယ်ဒါဆိုဆက်ဆက်လုပ်ငန်းတွေလည်းဖွံ့ဖြိုးတိုးကက်လာတယ်အဲ့တော့ဆက်ဆက်လုပ်ငန်းဖွံ့ဖြိုးကငါငါပြောလမ်းမှာမလိုအပ်တဲ့ဟာကြီးမရှိတော့ဘူးဆိုတော့အဲ့တော့ကျွန်တော်ငါဖြစ်စေချင်တာကကျွန်တော်ပါတီရဲ့မူဝါဒတိုင်းကျွန်တော်ဒီခေါင်းစဉ်တစ်ခုလဲဆိုပေမဲ့အရာအလုံးကဆက်ဆက်နေပါပဲအဲ့တော့ကျွန်တော်ဒီဟာလေးဒီကျွန်တော် ပါတီကနေပြီးတော့လွတ်ကပ်ရောက်သွားလို့ရှိရင်ပြည်သူ့ရဲ့အတွက်ကိုအကျိုးပြုဖို့ဂါကီကိုကျွန်တော်အခုကလေးကနေပြီးတော့ပြည်သူ့အသံကိုနားထောင်ပြီးတော့ကျွန်တော်ပြောဆိုတင်ဆက်နေခြင်းဖြစ်ပါတယ်အဲ့တော့ကြီးတတ်တယ်ဆိုရင်တော့တမျိုးသားလုံးကျမ်းမာရေးဆိုပေမဲ့အကုန်လုံးဆက်ဆက်နေတယ်အဲ့တော့ကြွယ်ကူရေးပါလို့ဆိုတော့အကုန်လုံးတိုးပြတ်သွားမယ်ခံစားရခုဖြစ်ပါတယ် ဟုတ်ကဲ့အဲ့တော့အခုလိုမျိုးကာကိုပြည်သူကိုစားဆွေးမိပြည့်အတွက်အမမနိုင်ရောကျွန်တော်အမလက်ခက်ဆိုးရောသူပဲကျေးဇူးတင်ရှိပါရယ်အဲ့ကျွန်တော်နောက်ဘက်နောက်ဘက်ဒီမှာလည်းပြည်သူတွေအတွက်အရေးကြီးတဲ့အခမ်းအနားတွေဘာတွေလိုအပ်နေလဲဆိုတာကိုကျွန်တော်ဆက်လက်ပြဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ကိုဆက်လက်စောင့်ကြည့်အားပေးဖို့အားလုံးကိုဖိတ်ခေါ်ပါရယ်ကျွန်တော်တို့ပါတီကိုလည်းအစိုးရဖွဲ့ပြီးလွတ်ကော်ရေးရောက်အောင်ယခုလိုမျိုးပြည်သူအတွက်ကိုစားပြုနိုင်တဲ့လူတွေဖြစ်အောင်လို့ကျွန်တော်ကလည်း28ရက်နေ့မှာမဲထွက်ပြေးကြဖို့အားလုံးကိုဖိတ်ခေါ်ပါရယ်အားလုံးကျေးဇူးတင်ပါရယ်